ပေ90ပက်လယ်ပေါ်မှာ landscaping ကောင်းကောင်းနဲ့တိဆောက်ထားတဲ့ RC2 ကောင်းကောင်းကြည်ကြည်လက်လက်လေးရှိတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်အခုရောက်နေတယ်။ဒီအိမ်လေးကိုမိတ်ဆက်ပေးပါမယ်ဗျ။မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆွေထုံပြုံးလင်းအင်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်ဒီနေရာက ပြုံးလင်းမြို့ရဲ့အနီးစခန်းရက်ွက်ကြီးဆက်ခွန်ဈေးကုန်းကလမ်းတစ်ခုကိုမေးတင်ထားတဲ့အိမ်လေးတစ်လုံးလေးဖြစ်တယ်ဒီအိမ်က မန္တလေးလာရှိုးလမ်းမကြီးကနေလာမယ်ဆိုရင်10မိနစ်ခွဲတတလောက်လာလိုက်တာနဲ့ရောက်တဲ့အိမ်လေးတစ်လုံးလေးဖြစ်တဲ့ချန်အကျေကတော့ပေ90ပက်လေပေါ်မှာတိဆောက်ထားတဲ့ဒေါက်ကွက်အနေထားမျိုးလေးဖြစ်တယ်။အဲ့တော့ချန်ရဲ့မျက်နှာလေးကတော့အနောက်ရက်ကိုလှည့်ထားပြီးတော့အိမ်ကတော့ တောင်ဘက်ကိုလှည့်ပြီးတော့တိဆောက်ထားတဲ့အိမ်လေးလေးဖြစ်တဲ့ခြံဝင်းထဲမှာ landscape ဘိုင်းကလည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အချိန်ပဲတကယ့်ကိုမှစိတ်ကြည်နူးစရာကောင်းတဲ့ခြံဝင်းထဲမှာဂါစီဘူတလုံးလေးပါရှိပြီးတော့မိသားစုတွေညနေခင်းအပန်းဖြေအနားယူလို့ရမယ်နေရာကောင်းလေးတစ်ခုလည်းပါရှိတယ်ခြံဝင်းထဲမှာလည်းအလှပန်းမင်တွေနဲ့လလပပတတရက်လေးပုံဖော်ထားတဲ့အနေအထားမျိုးကို ကျွန်တော်ရဲ့မိတ်ဆွေတွေတွေ့ရှိရမှာဖြစ်ပါတယ်နီနာပတ်ဝန်းကျင်မှာလူနေအိမ်ကြီးရှိပြီးတော့ရေမီးအစုံနဲ့အသင့်လက်တင်နေလို့ရမယ်အိမ်လေးတလုံးလေး ဖြစ်တယ်ဒီအိမ်မှာအခန်းဖွဲအနေနဲ့ကတော့ဧကန်းကျေတခန်းပါမယ်မာစတာတခန်း single နှစ်ခန်းပါရှိတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်အိမ်ဝင်မှာတင်အလပန်းပင်နေကျွန်းတကားတွေနဲ့လလပပလေးပုံဖော်ထားပြီးတယ်လုံချုံရေးကောင်းအတွက်လည်းဒီ security ဘိုင်းနေတဲ့တံပန်းတွေကိုအလဆင်ထားပြီးတယ်အနေအထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဧကန်းနေဝင်လိုက်တာနဲ့မာစတာကန်မာစတာကန်ဆိုရင်လည်းအကျယ်ကြီးပဲလင်းလင်းရှင်းရှင်းလေးလည်းရှိပြီးတော့ရေချိုးကန်ပူထိုင်နေဆိုရင်လည်း ြယ်ဝန်းတဲ့အနေအထားမျိုးကိုမိတ်ဆွေတွေတွေ့ရှိရမှာဖြစ်ပါတယ်။အဲကန်ထဲမှာဆိုရင်လည်းဒါဖျားကန်းလုံးလုံးရမယ်အခန်းကန့်ထားတဲ့အနေအထားမျိုးလေးလည်းပါရှိတယ်။ဒီအသေးကိုစက်ဝင်လိုက်မယ်ဆိုရင်ဒီဘက်မှာညာဘက်ချမ်းမာကစင်ငယ်ကန်းနှာခမ်းပါရှိတဲ့အနေထားမျိုးလေးလည်းဖြစ်မယ်မိဖို့ကြောင့်ဆိုရင်လည်းဒါလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့ထမင်းစားဖို့အတွက် နေရာ၄ကြံတဲ့အနေထားမျိုးလေးလည်းဖြစ်တယ်။အောက်ကြံငင်းအနေနဲ့ကလည်းဒါကိုရီးယားပါကီ တွင်းမီလီကိုတုံးထားပြီးတဲ့အခန်းတကားကြီးအကုန်လုံးက ကျွန်းတကားတွေကိုတုံးသားပြီးတာဖြစ်လို့တကယ်ကိုခံခံခက်ခက်လေးနဲ့ကောင်းမွန်တဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်။ဘုံရီချိုးကန်းအိမ်သာဆိုရင်လည်းကျယ်ဝန်းတဲ့အနေအထားမျိုးကိုမိတ်ဆွေတွေတွေ့ရှိရမှာဖြစ်ပါတယ်ဗျ။အရင်အနောက်မှာမြေပူနေနဲ့ပါရှိပြီးတော့အဝတ်လန်းကျင်တာပဲဖြစ်ဖြစ်ပစ္စည်းထားကျင်တာပဲဖြစ်ဖြစ်လုံလူရမယ်အကျယ်ဝန်းအေရီယာလေးလည်းပါရှိတယ်။ဈေးနှုန်းက3690ကိုပပနှိမ့်နိုင်လို့ရပါမယ်ဗျ။